ဒီမိမှာ earth ဒုမဟုတ် endoscopic retrograde challenge pancreatogram အဖြစ်လူသိများတဲ့လုပ်ငန်းစဉ်တစ်ခုအကြောင်းပြောပြချင်ပါတယ်ဒီလုပ်ငန်းစဉ်ဦးအဓိကအဖြစ်အဆုတ်ရောင်ခြင်းရှိသောလူနာများအတွက်ပြုလုပ်ပါသည့် EDV chill static jaundice ဟုလည်းသိကြပြီး EDD အသေးရည်လမ်းကြောင်းဤယောဂတစ်ခုဖြစ်နိုင်ပါသည် EDV ကိုသင်အသေးရည်လမ်းကြောင်းတွင်ကြောက်တုံးတစ်ခုရှိခြင်းဒုမဟုတ်သင်အသေးရည်လမ်းကြောင်းတွင်ကျင်းမြောင်းခြင်းဒုမဟုတ်တင်းကျပ်ခြင်းကဲ့သို့သောအခြေအနေများကြောင့်ဖြစ်နိုင်ပါသည် ဤလုပ်ငန်းစဉ်ကိုအသုံးပြု၍ကျွန်ုပ်တို့သည်အစာအိမ်မှစတင်၍တင်းဤဦးလေးဤပထမပိုင်းဖြစ်သောဒုနာမတိဖြစ်သွားသော Enoscout ကိုအသုံးပြုပါသည်အများအားဖြင့်တီးချေပြုံကိုစုပ်ထုတ်ပြီးဤအခြေအနေအားကြောက်ကိုဖယ်ရှားခြင်းဖြင့်သို့မဟုတ်တင်းကျက်မှုကိုတင်းကျက်ထားခြင်းဖြင့်ကုသသည်ဤလုပ်ငန်းစဉ်ကိုအသေးရည်လမ်းကြောင်းကြောက်တုံးများတို့မဟုတ်အသေးရည်လမ်းကြောင်းတင်းကျက်မှုများဖြင့်လူသိများသော အသေးရည်ဆိုင်ရာအခြေအနေများအတွက်လည်းပြုလုပ်နိုင်ပါသည်ရင်းအပြင် ကျွန်ုပ်တို့ဒီဤအခြေအနေများကိုပလတ်စတစ်ပြုံတို့မဟုတ်စတန်ဟုတိကြတော့တထုပြုံခက်စတက်လုတ်ချင်းဖြစ်တိချီပြုံဤအဖြစ်များသောကင်ဆာများအပြင်ပန်ဂရီးယားပြုံကိုလည်းကုသပေးပါသည်ဤလုပ်ငန်းစဉ်ကိုအ धिक အားဖြင့်နူးညံ့သောအိမ်မက်ဆေးဖြစ်မိစေလုပ်ငန်းစဉ်အဖြစ်ပြုလုပ်ပြီးလူနာကိုအမြန်ဆုံးပြန်လဲကောင်းမွန်စေပြီးမိစဉ်ဘဝကိုအမြန်ဆုံးပြန်လဲစတင်နိုင်စေရန်ကူညီပါသည်